အားလုံးပဲမင်္ဂလာပါလို့စိတ်ညုံငယ်စွာစိတ်မကောင်းဖြစ်စွာနှုတ်ဆက်ပါရစေဒီနေ့သတင်းလေးတွေတင်ဆက်ပေးပါမယ်။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နေပြည်တော်ရှိစစ်အာဏာရှင်ဟောင်းဦးတန်းရွှေဦးသိန်းစိန်လက်ရှိအကြံဖက်အာဏာယူမင်အွန်လိုင်းတို့၏နေအိမ်အပါအတုမြိုင်6လုံးတန်းနေအိမ်များပြိုချဆိုတဲ့သတင်းနဲ့ UNG ထိုးစစ်များနှစ်ပတ်ကြာရဲ့နာပြီးငလျင်ဘေးတင်ပြည်သူများအတွက်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသမှုလိုအပ်တဲ့နေရာမှာကုသရေးဆောင်ရွက်မည်ဆိုတဲ့သတင်းတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ပြောပွဲတွင်ငလင်တန်ကြောင့်အဆောက်အုံပြိုကျပြီးတေဆုံးသူတရားကျော်ရှိလာပြီးဟုမိသက်တပ်ဖွဲ့ကအတီးပြုမက်လ30မန္တလေးတိုင်းပြောပွဲမြို့နယ်တွင်မက်လ28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်တန်ကြောင့်အဆောက်အုံပြိုကျပြီးတေဆုံးသူတရားကျော်ရှိလာပြီးဖြစ်ကြောင်းပြောပွဲမိသက်တပ်ဖွဲ့ကအတီးပြုကြေညာသည် ငလင် လုတ်ခတ်ပြီးနောက်ပျော်ပွဲမြို့နယ်မိသက်တပ်ဖွဲ့ဝင်များချက်ချင်းစုဖွဲ့၍ရှာခွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာငလင်လုတ်ခတ်မှုကြောင့်ဘာသာရေးအဆောက်အဦများလူနေအိမ်များပျက်စီးဆုံးရှုံးခြင်းလူသေဆုံးတန်ရာရခြင်းများဖြစ်ပေါ်ခဲ့ကြောင်းပျော်ပွဲမြို့နယ်တွင်လက်တလုံးငလင်ကြောင့်သေဆုံးသူတရကျော်ခန့်ရှိခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရှိရသည်ပျော်ပွဲမြို့နယ်မိသားစုများအနေဖြင့်ငလင်နှင့်ပတ်သက်ပြီးဖြစ်ပေါ်လာသည့်ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင် ရေးလုပ်ငန်းကိစ္စများတွင်ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြပါရန်မိသက်တဖွဲ့ကနှိုးဆော်ထားသည့်ပျော်ပွဲရဲ့လက်ရှိအခြေအနေကတော့အပြည့်အစည်တွေများတဲ့လူတွေနဲ့အနာဂတ်မဲ့သလိုကြီးဖြစ်နေကြတဲ့မိသားစုဝင်တည်ဆုံတဲ့သူတွေနဲ့ပျောက်နေတဲ့သူတွေကလည်းတငုံငူပဲအိမ်ပြူသွားတဲ့သူတွေကလည်းဘာလို့လို့ဘာဆက်လို့ရမှမသိတော့တဲ့အခြေအနေတွေဖြစ်ကုန်ကြတယ်တကယ်ကိုအနာဂတ်မဲ့သလိုကြီးဖြစ်နေတာဟုဒေတာပြည်သူတအူးကရှင်းပြခဲ့သည် နေပြည်တော်ရှိဦးတန်းရွှေဦးသိန်းစိန်ဦးမေအောင်လိုင်းတို့၏နေအိမ်များအပါအဝင်၆လုံးတန်းနေအိမ်များစေယုံနှင့်တမရအိမ်တော်တို့ငလင်တန်ကြောင့်ဆူဆူဝါဝါပျက်စီးမှုရှိပြီးစစ်အင်ဂျင်နီယာအဖွဲ့ကချက်ချင်းပြင်နေရန်ကုန်မှတ်30နေပြည်တော်ရှိစစ်အာဏာရှင်ဟောင်း တန်းရွှေတမရဟောင်းတိမ့်စိန်လက်ရှိအကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်တို့ဤနေအိမ်များပါဝင်၆လုံးတန်းနေအိမ်များစီယုံနှင့်တမရအိမ်တို့ကိုငလျင်တန်းကြောင့်ဆူဆူဝါဝါပျက်စီးမှုရှိပြီးစစ်အင်ဂျင်နီယာအဖွဲ့ကချက်ချင်းပြင်နေကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်မတ်လ28ရက်နေ့မွန်းလွဲပိုင်းလှုပ်ခတ်ခဲ့သောငလျင်ကြောင့်နေပြည်တော်ရှိစစ်ကောင်းဆောင်နှင့်ခေါင်းဆောင်ဟောင်းများဤ၆လုံးတန်းနေအိမ်များပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းထို့အတူနေပြည်တော်စစ်ရုံးနှင့်တမရအိမ်တော်တို့မှလည်းစိုးရွားစွာပျက်စီးသွားကြောင်းမင်းအောင်နိုင်နှင့်စိုးဝင်းအပါဝင်စစ်ကောင်စီအဖွဲ့ဝင်များမှ အခြားသောနေရာများသို့ပြောင်းရွှေ့ရုံးထိုင်ခြင်းအစည်းအဝေးကျင်းပခြင်းများလှုပ်ဆောင်ကြကြောင်းသိရှိရသည့်အဆိုပါပျက်စီးသွားသော၆လုံးတန်းမှနေအိမ်များနေပြည်တော်စစ်ရုံးတမရအိမ်တော်တို့ကိုစစ်ကောင်ဆောင်မင်းအောင်နိုင်၏တိုက်ရိုက်စီမံခန့်ခွဲမှုဖြင့်စစ်အင်ဂျင်နီယာတပ်ဖွဲ့ကအထူးအဖွဲ့များဖွဲ့စည်းကချက်ချင်းပြင်ဆင်မှုများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရသည် နေပြည်တော်နဲ့တက်ကုန်းရှိဝင်ကြီးဌာနရုံးများနဲ့ဝန်ထမ်းအင်အားများငလျင်တန်ကြောင့်ပြုကြပြီးတည်ဆုံသူဝန်ထမ်းနဲ့ရသုံးဆက်ကျော်သို့မြင့်တက်လာအမြဲတမ်းအတွင်းဝင်ဒုဗိုလ်မှူးကြီးဟောင်းညွန့်ဝင်းတည်ဆုံနေပြည်တော်ဝန်ထမ်းနဲ့မိသားစုများလမ်းပေါ်တွင်သာ နေထိုင်ကြအိတ်နေရာကြောင်းမက်လာ30 နေပြည်တော်ဝန်ထမ်းအင်ယာမာကတော့တေဆုံးတာ2ရကျော်နေပါပြီတက်ကုန်းမှာလည်းတေဆုံးတာ30ကျော်ရှိနေပြီတေဆုံးမှုများကတော့ဝန်ထမ်းအင်ယာတွေမှာပြူကျပြီးတေဆုံးမှုတွေပါဒဏ်ရာရရှိသူတွေလည်းဖြစ်တယ်လို့ပဲစေကူတာမှုလုပ်နေရတဲ့သူထက်ကစိုးရိမ်ရတဲ့သူတွေကြီးပါပဲဟုနေပြည်တော်သတင်းရင်းမြစ်ကပြောဆိုသည်လက်ရှိတွင်နေပြည်တော်ရှိဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုများအားလုံးမှာလမ်းများပေါ်တွင်သာနေထိုင်အိပ်စက်ကြပြီးဝန်ထမ်းအင်ယာများစုမှာနေထိုင်ရန်မသင့်တော်တော့သည့်အခြေအနေသို့ရောက်ရှိသွားကြောင်း သိရှိရသည်ဝန်ထမ်းအင်ယာတွေအားလုံးကပြိုတဲ့ဟာတွေပြိုတဲ့မပြိုတဲ့ဟာတွေလည်းတိုက်တွေစောင်းကုန်တာပင်တန်းတွေကွဲအပ်ကုန်တာတွေရှိတော့လူနေဖို့တော့မတင့်တော်ဘူးမိသားစုတွေနဲ့ဝန်ထမ်းတွေကအကွဲစောင်းနေတဲ့တိုက်တွေမှာလိုအပ်တာလေးတွေဝင်ယူနေတာနဲ့အိတ်တာကအပြင်မှာပဲဖြာခင်းပြီးနေကြအိတ်ကြရတယ်အင်တာတက်တဲ့အချိန်ခဏပြန်ပြေးတဲ့အင်ယာတွေမှာတော့နေဖို့မတင့်တော်တော့ဘူးလာမယ့်တနင်္လာနေ့ရုံးတွေတက်ဖို့တောင်းခတ်မယ်ဟုနေပြည်တော်မှဝန်ထမ်းတအူးကပြောဆိုသည် နာဂကထိုးစစ်များနှစ်ပတ်ကြာရပ်တန့်ပြီးစစ်ကောင်စီထိန်းချုပ်သောမြို့ကြီးများတွင်လုံခြုံရေးအာမခံချက်ရှိပါကအပ်ပဝင်နှန်းများနှင့်အတူငလျင်ဘေးသင့်ပြည်သူများအတွက်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးဆောင်ရွက်မည်ဟုကြေညာမက်လ30အမျိုးသားညီညွတ်ရေးအစိုးရနာဂကထိုးစစ်များနှစ်ပတ်ကြာရပ်တန့်ပြီးလုံခြုံရေးအာမခံချက်ရှိပါကအပ်ပဝင်နှန်းများနှင့်အတူငလျင်ဘေးသင့်ပြည်သူများအတွက်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးဆောင်ရွက်မည်ဟုယနေ့ညပိုင်းထုတ်ပြန်ကြေညာလိုက်သည် စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သောမြို့ကြီးများတွင်လုံခြုံရေးအာမခံချက်ရှိပါကအမျိုးသားညီမျိုးရေးအစိုးရနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသောလူကျွမ်းကျင်ဝင်တန်းများအနေဖြင့်နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်၍ငလင်ဘေးတင်ပြည်သူများအတွက်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာလာခြင်းဖြစ်သည်ထို့ပြင်ငလင်တန်းကြောင့်ပြိုကျပျက်စီးနေသောအိမ်အဆောက်အဦးနှင့် ်လုပ်ငန်းခွင်များတွင်ပိတ်မိနေသည့်ပြည်သူများကိုအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ငလင်ဘေးတင်သည့်ဒေသများတွင်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်မိမိကိုယ်ကိုခုခံကာကွယ်စစ်မှတ်တပါထိုးစစ်အားလုံးကို30 3.2295ရက်နေ့မှစတင်ကနှစ်ပတ်ကြာရည်နာထားမည်ဖြစ်သည့်ကြောင်းကြေညာချက်ထုတ်ပြန်သည် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များနိုင်ငံတကာအဖွဲ့အစည်းများအင်္ဂါများအနေဖြင့်ငလျင်ပေးတဲ့ပြည်သူများအတွက်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများအမြန်ဆုံးကူညီဆောင်ရွက်ရန်ဖိတ်ခေါ်တိုက်တွန်းသည့်အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နယ်မြေများတွင်ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များနိုင်ငံတကာအဖွဲ့အစည်းများအင်္ဂါများအရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်လုံခြုံရေးတည်ယူပို့ဆောင်ရေးနှင့်ယာယီကယ်ဆယ်ကုသရေးစခန်းများဖွင့်လှစ်ရေးတို့ကိုတာဝန်ယူပူးပေါင်းဆောင်ရွက်မည်ဟုကြေညာသည် နိုင်ငံအဝန်းကလင်ဘေးတင်ပြည်သူများနှင့်အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နယ်မြေရှိငလင်ဘေးတင်ပြည်သူများအားဖြစ်နိုင်ပြီးနီလန်းပေါင်းစုံဖြင့်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်တနအူးတွင်အမေရိကန်ဒေါ်လာတစ်သန်းရထားသုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်တော်လှန်ရေးအင်အားစုများမဟာမိတ်အဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများနှင့် အတူလက်တွဲကာပြည်သူ့မှပြည်သူတို့အစီအမံဖြစ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတိုင်းရင်းသားပြည်သူတရက်လုံးအနေဖြင့်လည်းငလင်ပေးတင်ပြည်သူများအတွက်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အမျိုးသားညီညွတ်ရေးအစိုးရတော်လှန်ရေးအင်အားစုများနှင့်အစွမ်းကုန်ကူညီပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းထားသည် ကြည့်ရှုအားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်စိတ်ဤချမ်းသာခြင်းကိုဤကျမချင်းနဲ့ပြည့်စုံကြပါစေမြန်မာပြည်အမြဲငြိမ်းချမ်းပါစေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနဲ့ပေးကြဖို့တောင်းဆိုပါရစေ